ပြည်ခဲ့ပေးရဲ့ကာလအတွင်းရုရှားသမ္မတဗလာဒီမာပူတင်ကယူကရိန်းကိုအကြက်တဲတဲရောက်အောင် လုပ်နိုင်မယ်လို့ထင်ခဲ့တာဖြစ်ပါတယ်။သူကယူကရိန်းအပေါ်ရုရှားရဲ့အကြီးဆုံး drone တိုက်ခိုက်မှုကိုစတင်ခဲ့ပြီးနိုင်ငံရဲ့အကြီးအကဲမျိုးတွေကိုပြမျက်ထားဖို့မောင်းသူမဲ့ drone ရာချီလွှတ်တင်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းကအကြီးစား drone တိုက်ခိုက်မှုတစ်ခုနဲ့တုံ့ပြန်ခဲ့ပြီးယူကရိန်းရဲ့တိုက်ခိုက်မှုကပုံမှန်ထိရောက်ခဲ့တာဖြစ်ပါတယ်။ပူတင်ကသူ့ရဲ့ drone နဲ့အရက်သားတွေကိုပြမျက်ထားခဲ့ပေမဲ့ယူကရိန်းရဲ့အကြီးဆုံး drone တိုက်ခိုက်မှုက မော်စကိုအနီးကရုရှားတုံးစီစက်ရုံတစ်ခုကိုဖျက်ဆီးပစ်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းရဲ့ပြမတ်ကမော်စကိုအိုဘလတ်အတွင်းကဒုတ်နာဆိုဆိုတဲ့မြို့ငယ်လေးမှာတည်ရှိတဲ့ Redu က Enterprise ဖြစ်ပါတယ်။ဒီစက်ရုံကိုပြင်မှတ်ထားရတဲ့အကြောင်းမျိုးမျိုးရှိပါတယ်။ဒီစက်ရုံကရုရှားကယူကရိန်းမျိုးတွေကိုနှီးပါးနှင်းစဉ်ဘုံကျဲတိုက်ခိုက်ဖို့အသုံးပြုတဲ့ Cruise Stone ကြီးတွေထုတ်လုပ်တဲ့တာဝန်ယူထားတဲ့စက်ရုံဖြစ်ပါတယ်။ The Kiev Independent ကဒီတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ကနအူးသတင်းထုတ်ပြန်ချက်အရယူကရိန်းရဲ့အလံဝေး drone တွေဟာမေလ28ရက်ညနေပိုင်းမှာဒူပနာကိုရောက်ရှိခဲ့ပြီးတော့ရုရှားကထားရှိထားတဲ့ကျယ်ပြန့်တဲ့လေကြောင်းရန်ကာကွယ်ရေးစနစ် တွေကိုချုံသွားပြီးတော့ရဒူဂန်စက်ယုံရဲ့တက်ဆင်လိုင်းနေနဲ့အစင်အပြင်အလုံယုံတွေကိုတိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါရယ်မေလ28ရက်နေ့မော်လဲ3နာရီအထိအရီနီယာနှစ်ခုစလုံးမှာမီးလောင်မှုတွေဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့သတင်းဌာနကဆက်သွယ်ခဲ့တဲ့သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့တာဖြစ်ပါရယ်ဒီတိုက်ခိုက်မှုကမော်စကိုကနေ80မိုင်အကွာမှာတည်ရှိတဲ့စက်ယုံတစ်ခုကိုတိုက်ခိုက်ခဲ့တာဖြစ်လို့ပုံမထင်ရှားတဲ့အောင်မြင်မှုတစ်ခုဖြစ်ခဲ့တာဖြစ်ပါရယ်ဒါကယူကရိန်းကဒီတိုက်ခိုက်မှုနဲ့အတူနှစ်ထပ်ခွန်းသ တိပေးချက်တစ်ခုဖိပိုးခဲ့တာဖြစ်ပါတယ်။ဒါကပူတင်ကိုယူကရိန်းမှာရုရှားနယ်မြေအတွင်းနက်ဆိုင်စွာတိုက်ခိုက်နိုင်တဲ့ဒရုန်းတွေရှိတယ်ဆိုတာကိုထပ်မံပြသရုံသာမကအဲ့ဒီဒရုန်းတွေကယူကရိန်းလိုချင်တဲ့အချိန်မှာမော်စကိုကိုရောက်ရှိနိုင်တယ်ဆိုတာကိုရုရှားကောင်းဆောင်သက်သေပြခဲ့တာပဲဖြစ်ပါတယ်။ The New Voice of Ukraine ကလည်းရှူကရိန်းရဲ့အောင်မြင်တဲ့တိုက်ခိုက်မှုကိုဖော်ပြခဲ့ပြီး The Kiev Independent ရဲ့သတင်းမှာဖော်ပြထားတဲ့အသေးစိတ်အချက်အလက်တွေကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။ဒီစက်ရုံကရုရှားရဲ့ Tactical Missile Corporation ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးဝေဟင်မဝေဟင် ဝေဟင်မမြေပြင်နဲ့မြေပြင်မမြေပြင်ဒုံးကျည်အမျိုးအစားမျိုးစုံကိုထုတ်လုပ်တယ်လို့ဖော်ပြထားပါတယ်။အဲဒီဒုံးကျည်တွေထဲမှာ KH-101, KH-555, KH-69 နဲ့ ရဲ့ KH59MK တို့ပါဝင်ပါတယ်။သတင်းရင်းမြစ်တစ်ခုကလည်းယူကရိန်းဘက်ကဒီတိုက်ခိုက်မှုကိုအတည်ပြုခဲ့ပြီး SPU ကရုရှားစစ်ဘက်စစ်မှုထုတ်လုပ်ရေးအဓိကလုပ်ငန်းတွေကိုတိကျစွာတိုက်ခတ်နေရလို့ပြောကြားခဲ့တာဖြစ်ပါတယ်။အဲဒီလုပ်ငန်းတွေရဲ့ထုတ်ကုန်တွေဟာယူကရိန်းအပေါ်လက်နက်အဖြစ်အသုံးပြုနေတာဖြစ်တယ်လို့ဆိုပါတယ်။ SPU ရဲ့ drone ပိတ်ဆို့တန်ခတ်မှုတွေကရုရှားစစ်တပ်ရဲ့နေပညာဆိုင်ရာ နောက်ခံအင်အားကိုဆက်လက်တိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။ယူကရိန်းကအနည်းစဉ်ရုရှား ားရဲ့ cruise tone ကြီးရာနဲ့ချီထုတ်လုပ်တဲ့စက်ယုံတစ်ခုကိုဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ Redugan စက်ယုံကအရင်ဖော်ပြခဲ့တဲ့ဂျုံကြီးလေးမျိုးကိုထုတ်လုပ်တာဖြစ်ပါတယ်။ဒီဂျုံကြီးတွေကယူကရိန်းအတွက် ကြီးမားတဲ့ချင်းချောင်းမှုဖြစ်ပြီးပူတင်ကဒေတုံးကြီးတွေကိုယူကရိန်းရဲ့မျိုးတွေအရက်သားတွေနဲ့စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အုံတွေကိုတိုက်ခိုက်ဖို့အသုံးပြုနေတာဖြစ်ပါတယ်။ပထမဆုံး KH-101 ဒုံးကြီးကိုစတင်ပြောပြမယ်ဆိုရင် threat ရဲ့ဖော်ပြချက်အရဒေတုံးကြီးဟာလေကြောင်းကနေပြလွတ်တဲ့တမန်ယိုးကျဖောက်ခွဲရေးထိပ်ဖူးတွေတက်ဆင်နိုင်စွမ်းရှိရလို့ဆိုပါတယ်။ဒီဒုံးကြီးကလေကြောင်းရန်ကာဝေးရေးစနစ်တွေကိုကျော်လွှားဖို့အထူးဒီဇိုင်းထုတ်ထားပြီးမြေပြင်နဲ့ နီကဲစွာပြန်တန်းနိုင်ကလေကြောင်းရန်ကာကွယ်ရေဒါတွေကချိန်ရခံလို့ရတဲ့မြန်မာရဲ့အမြင့်တွေကိုရှောင်ရှားနိုင်စွမ်းရှိရလို့ဆိုပါရယ်ဒီတုံးကြီးက182ပေါင်အလေးချိန်ရှိတဲ့ဖောက်ခွဲရေးပစ္စည်းကိုထည့်ဆောင်နိုင်ပြီးအမျိုးအစား၃မျိုးဖြစ်တဲ့မြန်မာရဲ့ဖောက်ခွဲရေးကောင် အပိုင်းစားဖောက်ခွဲရေးဒါမှမဟုတ်အသေးစားဖောက်ခွဲရေးပစ္စည်းတွေကိုတက်ဆင်နိုင်တယ်လို့ဆိုပါရယ် ဒါအတဝေးတုံးကြီးတစ်ခုဖြစ်ပြီး1939မိုင်အထိပြန်သန်းနိုင်စွမ်းရှိတာဖြစ်ပါတယ်။ဒါကတုံးကြီးကိုအန်ဒီယန်များစီရဲ့လို့ဆိုပါတယ်။ရုရှားကယူကရိန်းစစ်ပွဲရဲ့ရှေ့တန်းကနေဝေးကွာတဲ့ခေါင်းကင်တွေကိုဇယ်လီယင်တွေကိုလွတ်တင်ပြီး KH-101 တုံးကြီးတွေကိုပြစ်လွန်နိုင်ပြီးယူကရိန်းကလက်ထုံးပြန်မာကိုစိုးရိမ်စရာမလိုတာဖြစ်ပါတယ်။အခုတော့ဒီအားကောင်းတဲ့တုံးကြီးတွေကို ထုတ်လုပ်တဲ့စက်ရုံကအပြည့်အစည်းတွေအဖြစ်ပြောင်းလဲသွားပြီဖြစ်ပါတယ်။ KH555 ဒုံးကြီးကလည်းထက်တူအန်ဒီရဲများတာဖြစ်ပါတယ်။ဒီဒုံးကြီးဟာဆိုဗီယက်ခေတ် KH55 ကိုအခြေခံထားပြီးတာဝေးနဲ့အတန်ထက်မြန်တဲ့လက်နက်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဒါဟာတမယိုးကျဖောက်ခွဲရေးထိပ်ဖူးတွေနဲ့နျူကလ িয়ার ဖောက်ခွဲရေးထိပ်ဖူးတွေကိုတက်ဆင်နိုင်စွမ်းရှိတာဖြစ်ပါတယ်။ဒီဒုံးကြီးဟာရုရှားရဲ့ TU95MS နဲ့ TU160 ဗျူဟာမြောက်ပုံကျဲလေယာဉ်တွေကနေပြင်လွှတ်နိုင်တယ်လို့ဆိုပါတယ်။ ဒါဟာ KH101 ထက်ပိုမိုပေါ်ပါပြီးဒုံးကျည်ရဲ့အလေးချိန်ဟာ2800ပေါင်ကျော်ရှိပြီးတော့ 1550မိုင်ကျော်အထိခီးသွောနိုင်စွမ်းရှိရလို့ဆိုပါရယ်ဒါပေမဲ့ဒီတုံးကြီးရဲ့ဖောက်ခွဲရေးထိပ်ဖူးဟာအနှဲငယ်သေးငယ်ပြီးအများဆုံးအလေးချိန်က903ပေါင်ဖြစ်တယ်လို့ဆိုပါရယ်ဒါပေမဲ့ပြက်မှတ်ကို ထိမှန်ရင်ပြက်မှတ်ကိုဖျက်ဆီးနိုင်ဖို့လုံလောက်တဲ့စွမ်းအားရှိတာဖြစ်ပါရယ်ဒီတုံးကြီးက65ပေအတွင်းတိကျမှုရှိတဲ့တိကျမှုကိုထည့်သွင်းရင်ကျောင်းမဖွယ်ရလည်းတစ်ခုဖြစ်လာတာဖြစ်ပါရယ်ဒါပေမဲ့ဒီတုံးကြီးဟာလေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ယူကရိန်းရဲ့တိုက်လေယာဉ်တွေက ဓာတ်စီးနိုင်တဲ့လမ်းနဲ့တစ်ခုဖြစ်တယ်လို့ဆိုပါရယ်ဆလဘီ KH69 ဒုံးကြီးကိုကြည့်မယ်ဆိုရင်ဒါဟာယူကရိန်းရဲ့ရုရှားထုတ်လုပ်မှုကိုယူကရိန်းကဓာတ်စီးလိုက်တဲ့တတိယမြောက်ဒုံးကြီးဖြစ်ပြီးတော့ဒါလည်း cruise ဒုံးကြီးတစ်ခုဖြစ်တယ်လို့ဆိုပါရယ်ဒီဒုံးကြီးကိုယူကရိန်းကဖျက်ဆီးလိုက်တဲ့ရက်ဒူဂန်စက်ယုံမှာပဲဒီဇိုင်းထုတ်လုပ်ထားတာဖြစ်ပါရယ် ဒါဟာလေချောင်းကနေပြင်းလွန်နိုင်ပြီးတော့အတန်ထက်မြန်တဲ့အမြန်နှုံနဲ့သွားလာနိုင်တာအထူးသဖြင့်တံပိုးမြင့်ပြင်းမဲ့တွေကိုတိုက်ခိုက်ဖို့ရုရှားအသုံးပြုနိုင်တဲ့တီးခြားတဲ့ဒုံးကျည်အဖြစ်ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ KH-9 ဒုံးကျည်ကအရင်ပေါ်ပြခဲ့တဲ့ဒုံးကျည်နှမျိုးထက် ပိုသေးငယ်တဲ့ဖောက်ခွဲရေးထိပ်ဖူးကိုထည့်ဆောင်ပြီးလက်နက်ရဲ့ဖောက်ခွဲစွမ်းအားဟာ683ပေါင်သာရှိရလို့ဆိုပါတယ်။ဒါပေမဲ့ဒီဖောက်ခွဲစွမ်းအားနည်းပါးမှုကိုရုရှားက မြန်မာရဲ့ဖောက်ခွဲစွမ်းအားရှိတဲ့ဖောက်ခွဲရေးထိပ်ဖူးဒါမှမဟုတ် ထိုးဖောက်ဖောက်ခွဲရေးထိပ်ဖူးကိုအသုံးပြုနိုင်ပါတယ်ထိုးဖောက်ဖောက်ခွဲရေးထိပ်ဖူးတွေက လက်နက်တူလောင်ယုံတွေရဲ့အားဖြည့်ထားတဲ့ကွန်ကရစ်လိုမျိုးတန်ကြပ်ကာတွေကို ဖောက်ထွင်းဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ KH69 ဒုံးကြီးကတာဒိုတာဖြစ်ပြီးတော့284မိုင်အထိသာသွားနိုင်စွမ်းရှိရလို့ဆိုပါတယ်။ဒါပေမဲ့ဒီဒုံးကြီးကထန်းနိုင်ကို621မိုင်နှုန်းအထိမြန်နှုန်းရှိပြီးဒါဟာအတန်ထက်မြန်တဲ့အမြန်နှုန်းမဟုတ်ပေမဲ့ယူကရိန်းပြင်ပတစ်ခုကိုဆွေးဆောင်ဒရုန်းတွေနဲ့အတူပြလွတ်တဲ့အက်က KH69 ကိုတေချာပေါက်ချင်းချမှုတစ်ခုဖြစ်စေတဲ့မြန် န်လုံးလုံလောက်တယ်လို့ဆိုပါတယ်။နောက်ဆုံးအနေနဲ့ KH59MK ဒုံးကြီးကိုပြောရမယ်ဆိုရင်2000တခုနဲ့မှာစတင်မိတ်ဆက်ခဲ့ပြီးဒီဒုံးကြီးကဒုံးကြီးလေးမျိုးထဲမှာအကွာအဝေးအတူဆုံးဖြစ်ပြီး198မိုင်သာသွားနိုင်စမ်းရှိတယ်လို့ဆိုပါတယ်။ဒါကရုရှားကဒီဒုံးကြီးကိုတခြားဒုံးကြီး၃မျိုးထက်ရှည်တန်းနဲ့ပို့ပြီးတော့နှီးခဲ့တဲ့နေရာတွေမှာ အသုံးပြုနေတာကိုညွှန်ပြနေတာဖြစ်ပါတယ်။ ဒီဒုံးကြီးကရုရှားရဲ့နယ်စပ်နဲ့ကလျက်ရှိတဲ့လေထက်စခန်းတွေကနေပြည်လွတ်နေတဲ့ဒုံးကြီးတွေတရာတစ်ခုဖြစ်နိုင်ပြီး ယူကရိန်းရဲ့ကာကွယ်ရေးစနစ်တွေကိုထိခိုက်စေကာပူတင်ရဲ့မြေပြင်တပ်ဖွဲ့တွေဝင်ရောက်နိုင်ဖို့ခွင့်ပြုပေးနေတာဖြစ်ပါတယ်။ KH-59MK ဒုံးကြီးကဝေဟင်မမြေပြင်ကိုပြစ်လွတ်တဲ့လမ်းညွန်ဒုံးကြီးတစ်ခုဖြစ်ပြီးမိုးလေဝသအခြေအနေမြေတိုးပင်ရှိစေကာမူမြေပြင်ပြင်းမှတ်တွေကိုတိုက်ခိုက်နိုင်တဲ့တက်ချွားတဲ့ရေဒါဦးခေါင်းပါဝင်တယ်လို့ဆိုပါတယ်။ဒီဒုံးကြီးက KH-9 နဲ့အမြန်နှုံးအထူးထူလောက်ရှိပြီး 905ပေါင်၄ချိန်ရှိတဲ့ဖောက်ခွဲရေးထိပ်ဖူးကိုတည်ဆောင်တယ်လို့ဆိုပါတယ်။ဒါဟာစမ်းသပ်ပြီးတော့တည်တည်ပြထားတဲ့ဖြည့်စည်းနိုင်စွမ်းရှိတဲ့လက်နက်တစ်ခုဖြစ်ပြီးယူကရိန်းကအရင်ပေါ်ပြခဲ့တဲ့ဒုံးကျည်၃မျိုးနဲ့အတူနှီးပါးနေစဉ်ရင်ဆိုင်ရတဲ့လက်နက်ဖြစ်တယ်လို့ဆိုပါတယ်။ဒီဒုံးကျည်၄မျိုးစလုံးကပူတင်ကယူကရိန်းကိုဘုံကျဲတိုက်ခိုက်ဖို့အသုံးပြုနေတဲ့လေကြောင်းပြူဟာရဲ့အရေးပါတဲ့အစိတ်အပိုင်းတွေဖြစ်တယ်လို့ဆိုပါတယ်။မေလာ၂၈ရက်ကဒရုန်းတိုက်ခိုက်မှုက ရုရှားကတုံးကြီးတွေကိုဒိန်းဆဲထားတဲ့ဒေါ်လောင်ယုံတွေကိုဖျက်ဆီးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ဒါကလာမယ့်လအနေငယ်အတွင်းဒီတုံးကြီးလေးမျိုးစလုံးကိုယူကရိန်းထဲကိုထပ်မံလွှတ်တင်တာတွေကိုမြင်တွေ့ရနိုင်တယ်ဆိုတာဖြစ်ပါတယ်။ဒါပေမဲ့ယူကရိန်းကမေလ28ရက်တိုက်ခိုက်မှုနဲ့ရေရှည်ချဉ်းကပ်မှုကိုလုံးဆောင်ခဲ့တာဖြစ်ပါတယ်။ရက်ဒူဂါဆက်ယုံရဲ့တက်ဆင်လိုင်းနဲ့ထုတ်လုပ်မှုစွမ်းရည်တွေကိုဖျက်ဆီးလိုက်ခြင်းအဖြစ်ယူကရိန်းကပူတင်ကို အလွန်ခက်ခဲတဲ့အနေအထားမှာထားရှိလိုက်တာဖြစ်ပါတယ်။ရုရှားက ောင်းဆောင်ကအခုအချိန်မှာသူ့ရဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကိုဆက်လက်လှုံ့ဆော်နိုင်ပေမဲ့သူ့ရဲ့တူလောင်ထားတဲ့ဒုံးကျည်တွေကုန်ဆုံးသွားတဲ့အခါရက်ဒူကဆက်ယုံကိုပြန်လည်ပြုပြင်ပြီးတော့မပေးမချင်းမှာဒုံးကျည်အစ်စ်တွေထုတ်လုပ်နိုင်မှာမဟုတ်ပါဘူးတကယ်လို့ဒါဟာယူကရိန်းကမေလ29ရက်ညနေပိုင်းမှာရရှိခဲ့တဲ့အောင်မြင်မှုတစ်ခုတည်းသာဖြစ်ခဲ့မယ်ဆိုရင်ဒါဟာလုံလောက်အောင်ထင်ရှားတဲ့အောင်မြင်မှုတစ်ခုဖြစ်မှာဖြစ်ပါတယ် ရုရှားရဲ့တုံးကြီးထုံးလုံးမှုစွမ်းရည်ကိုတလောက်ကြီးမားစွာ ထိခိုက်စေခြင်းကယူကရိန်းရဲ့မြေပြင်တပ်ဖွဲ့တွေအပေါ် PR တွေကိုတက်တာစေဖို့အများကြီးအထောက်အကူပြုမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီထက်ပိုတဲ့အရာတွေရှိပါသေးတယ်။ Reduga စိတ်ယုံအပေါ်ထင်ရှားတဲ့တိုက်ခိုက်မှုနဲ့အတူယူကရိန်းကရဲအနေငယ်အတွင်းရုရှားရဲ့လက်နက်ထုံးလုံးရေးစိတ်ယုံတချို့ကိုပါပြစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။အဲ့ဒီထဲမှာ concert drone စက်ရုံလေးပါဝင်ပြီးတော့ဒီစက်ရုံက Orion Grand Manier ဒါနဲ့ရုရှားကယူကရိန်းမြို့တွေကိုတိုက်ခိုက်ဖို့အသုံးပြုတဲ့တခြား drone အမျိုးအစားတချို့ကိုထုတ်လုပ်တဲ့တာဝန်ရှိတာဖြစ်ပါတယ်။ထပ်မံပြီးယူကရိန်းရဲ့ drone တွေကရုရှားရဲ့လေကြောင်းရန်ကာဝေးစနစ်တွေရဲ့ပြင်းထန်တဲ့ပြစ်ခတ်မှုကိုရင်ဆိုင်ခဲ့ရပေမဲ့ဒါဟာလုံလောက်မှုမရှိခဲ့ပါဘူး။ အနည်းဆုံး drone တချို့ကသူတို့ရဲ့ပြမတ်တွေကို ထိမှန်ခဲ့တယ်လို့ The Keef Independent ကဖော်ပြခဲ့ပြီးတော့ Crimson စက်ရုံကြီးကနေထိုင်သူတွေက drone တွေမြို့အပေါ်ကပြန်တန်းနေတဲ့ဗီဒီယိုတွေနဲ့ drone စက်ရုံတိရှိရာနေရာက ထွက်ပေါ်လာတဲ့မိခိုးတွေကိုပြသခဲ့တယ်လို့ဆိုပါတယ်။ Ukraine ကဒီမှာရက်တက်မထားပါဘူး။မေလ29ရက်ကနေ28ရက်အထိ Ukraine က Moscow Oblast မှာတိရှိတဲ့ Armstrong JXC စက်ယုံကိုလည်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီစက်ယုံကရုရှားရဲ့လက်နက်များစွာမှာအသုံးပြုတဲ့ micro အစိပ်အပိုင်းတွေကို ထုတ်လုပ်တာဖြစ်ပြီးတော့ Ukraine က Raduga စက်ယုံနဲ့ရုရှားထုတ်လုပ်မှုကိုရပ်တန့်လိုက်တဲ့ဒုံးကျည်လေးမျိုးလည်းပါဝင်တယ်လို့ဆိုပါတယ်။ ဒါကိုတစ်ခုနှစ်ခုထိုးသလိုခံစားရပြီးတော့ Armstrong စက်ရုံအလုံးမလုံးနိုင်တော့တဲ့အခြေအနေမှာရုရှားက Radugan စက်ရုံကိုပြန်လည်လဲပတ်နိုင်ခဲ့ရင်တောင်ဒုံးကျည်တွေထုတ်လုပ်ဖို့ခက်ခဲလိမ့်မယ်လို့ဆိုပါတယ်။ Ukraine က ဒုပနာမန်ရှင်ဘယ်ဒင်းဆက်ယုံရဲ့ NP Theodore ကိုလည်းတိုက်ခိုက်ခဲ့ပြီးတော့ဒီဆက်ယုံကလည်း drone တွေထုတ်လုပ်တဲ့နည်းပညာပန်းချန်တွေကဆက်ယုံတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင် Redu ကတိုက်ခိုက်မှုမတိုင်ခင်နေ့မှာ Refremove Oblast မှာရှိတဲ့ဓာတ်ဆက်ယုံတစ်ခုကိုလည်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီဆက်ယုံကအရေးကြီးပြီးရုရှားရဲ့တနက်မီကိုဖောက်ခွဲရေးပစ္စည်းတွေလေရင်နဲ့ဒုံးကျည်တွေအတွက် လောင်စာဆီထုတ်လုပ်ဖို့လိုအပ်တဲ့ ်အော်ဂန်နစ်ဓာတ်ရုပ်ပစ္စည်းတွေကိုဖန်တီးတဲ့တာဝန်ရှိတာဖြစ်ပါတယ်။ရဒူဂန်နဲ့အမ်စတောင်းအပေါ်တိုက်ခိုက်မှုကရုရှားရဲ့ဒုံးကျည်ထုတ်လုပ်မှုစွမ်းရည်ကို ထိခိုက်စေမယ်ဆိုရင် refremove တိုက်ခိုက်မှုကတိုက်ပွဲကိုအဆုံးသတ်လိုက်သလိုဖြစ်တယ်လို့ဆိုပါတယ်ရုရှားအတွက်အခြေအနေတွေပိုဆိုးမလာနိုင်တော့ဘူးထင်ရပေမဲ့ပူတင်ကနောက်ထပ်ပြဿနာတစ်ခုကိုရင်ဆိုင်ရတာဖြစ်ပါတယ်ယူကရိန်းရဲ့ drone တိုက်ခိုက်မှုတွေက မော်စကိုရဲ့လေဆိပ်သုံးခုဖြစ်တဲ့ Vernikovo, Sankovsky ပြီးတော့ တိုမိုဒီကိုကိုလေးစိတ်တွေကိုယာယီရဆိုင်စီခဲ့တာဖြစ်ပါတယ် ယူကရိန်းရဲ့ drone အုပ်စုတွေရောက်ရှိလာတဲ့အခါရုရှားကလေကြောင်းရန်ကာကွယ်ရေးထုံးကြီးတွေနဲ့တုံ့ပြန်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ယူကရိန်းကရုရှားရဲ့ထုံးကြီးထုတ်လုပ်မှုစွမ်းရည်ကိုကြီးမားစွာထိခိုက်စေရုံသာမကပူတင်စတင်ခဲ့တဲ့စစ်ပွဲကိုရုရှားပြည်သူတွေစီပြန်လည်ယူဆောင်လာနိုင်တယ်ဆိုတာကိုနိုင်စင်ရုရှားပြည်သူတွေကိုသတိပေးတဲ့ဗျံပဒါဖြစ်စေတဲ့ထိခိုက်မှုတွေကိုပါဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ယူကရိန်းကစစ်ပွဲရဲ့အကြီးမားဆုံးနဲ့အောင်မြင်မှုအရှိဆုံး drone တိုက်ခိုက်မှုတွေကိုလုံဆောင်ခဲ့တယ်ဆိုတာ ားကိုဖုံးကွယ်ဖို့စူးစမ်းနေရဖြစ်ပါတယ် ရုရှားကဝန်ခံထားတဲ့တခုတည်းသောအချက်ကတော့မော်စကိုမှာဖြစ်ပွားခဲ့တဲ့ဒရုန်းတိုက်ခိုက်မှုဟာလေဆိပ်တချို့ကို ပေးရလောက်တဲ့အထိအကြီးစားဖြစ်ခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။ရုရှားကဒါကိုလုပ်နိုင်တာကယူကရိန်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုခံတွေ့တဲ့အခါလေဆိပ်ပိတ်ထားရတာကတာမန်ဖြစ်စဉ်တစ်ခုလိုပဲဖြစ်ပါတယ်။ရုရှားနိုင်ငံက လေဆိပ်တွေကိုယာယီပိတ်ထားခဲ့ရပြီးရုရှားရဲ့လေကြောင်းရန်ကာဝေးစနစ်တွေကယူကရိန်းလွတ်တင်လိုက်တဲ့ဒရုန်းအလုံးကိုဖျက်ဆီးခဲ့ရလို့သင်ယူကြည့်စေချင်တာဖြစ်ပါတယ်။ ဒါကိုရုရှားကာကွယ်ရေးဝန်ကြီးဌာနကအတည်ပြုခဲ့ပြီးတော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ဒီတိုက်ခိုက်မှုအတွင်ဒေတာပေါင်းများစွာမှာ Ukraine drone 296စင်းကိုဖျက်ဆီးခဲ့တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့စစ်ရုံတွေမှာ မီးလောင်မှုနဲ့မီးခိုးတွေထွက်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမဲ့ drone တွေကပြင်းထန်တွေကိုထိမှန်ခဲ့တယ်ဆိုတဲ့ဖော်ပြချက်မရှိပါဘူး။ရုရှားကဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးမယ်ဆိုရင်သူတို့အမြဲပြောနေကြအတိုင်းပဲပြောလိမ့်မယ်လို့ဆိုပါတယ်။ မီးလောင်မှုတွေဟာရုရှားကပစ်ချလိုက်တဲ့ drone တွေရဲ့အပြည့်အစည်းတွေကြောင့်ဖြစ်ပေါ်ခဲ့လို့ဆိုရပါလိမ့်မယ်လို့ဆိုပါတယ်။ဒါပေမဲ့အခုဆိုရင်ဒီပြောဆိုချက်က ယုံကြည်မရှိတဲ့စကားတစ်ခုဖြစ်တယ်ဆိုတာကိုစစ်တဲတို့သိထားပြီးဖြစ်ပါတယ်ရုရှားကာကွယ်ဝင်ကြီးဌာနကအတည်ပြုထားတဲ့အချက်ကတော့ဒေတိုက်ခိုက်မှုတွေကရှူဂရင်းကရုရှားနယ်မြေပေါ်မှာလုံဆောင်ခဲ့တဲ့အကြီးဆုံး drone တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ဆိုပါတယ်ရုရှားရဲ့ drone 296ဆင်းပစ်ချခဲ့တယ်ဆိုတဲ့ပြောဆိုချက်ဟာမှန်ကန်တယ်လို့ယူဆမယ်ဆိုရင်ရှူဂရင်းရဲ့ drone တချို့ကပြမတ်တွေကိုထိမှန်ခဲ့တယ်ဆိုတာကိုသိထားပြီးဖြစ်တာကြောင့်ဒါကရှူဂရင်းကမေလ28ရက်နဲ့28ရက်မှာရုရှား နယ်မြေတွေကိုလူမဲ့လေယာဉ်300ကျော်လွှတ်တင်ခဲ့တယ်ဆိုတာကို ဖော်ပြတာဖြစ်ပါတယ်။ယူကရိန်းရဲ့အကြီးဆုံး drone တိုက်ခိုက်မှုကရုရှားကယူကရိန်းကို drone နဲ့တိုက်ခိုက်ခဲ့တဲ့ပြီးခဲ့တဲ့ပတ်ရက်ကာလအပြီးမှာ ဖြစ်ပေါ်လာတာက တိုက်ဆိုင်မှုမဟုတ်ပါဘူး။ The Kiev Independent ရဲ့ဖော်ပြချက်အရရုရှားကမေလ24ရက်ကနေ26ရက်အတွင်းယူကရိန်းကို drone 600ကျော်နဲ့ ဂျုံကြည်ဒါဇင်ပေါင်းများစွာနဲ့တိုက်ခိုက်ခဲ့လို့ဆိုတာဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုတွေထဲမှာအများဆုံးကတနင်္လာနေ့မှာဖြစ်ပွားခဲ့ပြီးရုရှားကစံချိန်တင် drone 355စင်းကိုယူကရိန်းထဲကိုလွှတ်တင်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကလူ6ဦးသေဆုံးစေပြီးတော့အ ਨੇ ဆုံး24ဦးဒဏ်ရာရစေရလို့ဆိုပါတယ်။ရုရှားရဲ့ပရဲကာလာတိုက်ခိုက်မှုတွေရဲ့အထွတ်ထိပ်မှာဂျုံကြည်တွေလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ The Kiev Independent ရဲ့ဖော်ပြချက်အရ ရုရှားရဲ့ TU-95MS ဘုံကျဲလေယာဉ်တွေကနေ KH-101 cruise တုံးကြီးကိုးစင်းကို drone 355စင်းနဲ့အတူပြစ်လုခဲ့တယ်ဆိုပြီးတော့ပြောတာလည်းဖြစ်ပါတယ်။ drone အများအပြားကအီရန်ထုတ် Shahid အမျိုးအစားတိုက်ခိုက်ရေး drone တွေဖြစ်ပြီးတော့ရုရှားကယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုရှုပ်ထွေးစေဖို့ဆွဲဆောင် drone တွေကိုပါလွှတ်တင်ခဲ့ရလို့ဆိုပါတယ်။ဒါကြောင့်ဒီတိုက်ခိုက်ရေးအမျိုးအစားတွေနဲ့ဒုံးကျည်တွေကပေါထွေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ယူကရိန်းကဒီတိုက်ခိုက်မှုကိုပြင်းထန်စွာတုံ့ပြန်ခဲ့ပြီးဆွဲဆောင် drone တွေက၎င်းရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို KH-101 ဒုံးကျည်၉စင်းလုံးနဲ့ Russian drone 233စင်းကိုပစ်ချဖို့မတားဆီးနိုင်ခဲ့ပါဘူး။နောက်ထပ် drone 55စင်းကို electronic စစ်ဆင်ရေးနည်းပြဟာတွေနဲ့ထိန်းချုပ်နိုင်ခဲ့ပြီး ြီးတချို့ drone တွေကယူကရိန်းရဲ့ radar တွေကနေရိုးရှင်းစွာဖျောက်ကွယ်သွားခဲ့တယ်လို့ယူကရိန်းကဆိုပါတယ်။မေလ26ရက်ကတိုက်ခိုက်မှုက ရုရှားကတရက်အလိုမှာ drone 298စင်းကိုယူကရိန်းထဲကိုလွတ်တင်ခဲ့တဲ့ဖြစ်ရပ်အပြီးမှာဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒီဖြစ်ရပ်ကိုယ်တိုင်ကရုရှားရဲ့24နာရီအတွင်း drone တိုက်ခိုက်မှုစံချိန်ကိုချိုးဖျက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေကအလွန်ပြင်းထန်လို့လို့ပိုလန်က၎င်းရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုရုရှား drone တစ်စင်းလမ်းမသွားမှာကိုတုံ့ပြန်ရနိုင်ဖို့အစင်သည့်အနေအထားမှာထားရှိခဲ့တာဖြစ်ပါတယ်။ ရုရှားကယူကရိန်းရဲ့မျိုးတွေကိုတိုက်ခိုက်ဖို့ဒရုန်းများနဲ့ချီလွှတ်တင်နိုင်ပေမဲ့ယူကရိန်းတို့ကလည်းအတူတူပြန်လုနိုင်နေဆိုတာပါပဲ။ဒါပေမဲ့ယူကရိန်းကပူတင်ကလိုအရက်သားတွေကိုထိလန့်စီပြီးသူ့ရဲ့ရေမှန်းချက်တွေအောင်မြင်အောင်မျိုးတွေကိုတိုက်ခတ်နေတာမဟုတ်ပါဘူး။ယူကရိန်းကပူတင်ရဲ့တိုက်ခိုက်မှုတွေဆောင်ရွက်နိုင်ဖို့အထောက်ပြုတဲ့စစ်ရုံတွေကိုပြင်မှတ်ထားတာဖြစ်ပါတယ်။ယူကရိန်းကလေကြောင်းချင်းချောင်းမှုတွေကိုဓာစီဖို့လိုအပ်တဲ့ခဲယမ်းမီးကြောင့်ထောက်ပံ့မှုအကန့်အသတ်ရှိတာကြောင့်ပေတုံးကြီး ီတွေကိုပြစ်မှတ်ထားမလဲဆိုတာကိုရွေးချယ်ရမယ်လို့ဆိုပါတယ်။ဒါဟာပြဿနာရဲ့အဓိကအချက်ဖြစ်ပါတယ်။ပူတင်ကယူကရိန်းရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုအရေအတွက်များပြားမှုနဲ့ဖောက်ထွင်းနိုင်တယ်ဆိုတာကိုသိထားတာဖြစ်ပါတယ်။ဒါဟာသူ့အမည်ပြမှာအသုံးပြုတဲ့ Human Meat Grinder နေပြူဟာရဲ့ဒုတ်ချက်မှုတစ်ခုဖြစ်ပြီးတော့ယူကရိန်းရဲ့တူလောင်ထားတဲ့လက်နက်တွေကုံဆုံးသွားတဲ့အထိဒါမှမဟုတ်လွတ်တင်တဲ့အရာတွေတဲကရာဂိုင်တို့အနေငယ်သာဖောက်ထွင်းနိုင်တဲ့အထိပုံများပြီးတော့ဆက်လက်လွတ်တင်နေကြပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့အဆုံးတွေ့ကြပါစို့ရှင်။